စစ်တပ်အနေနဲ့ကျင်းထောင်လူတင်းမှာရှိတဲ့ရာဇဝတ်ကျင်းသားတွေကိုလည်းနဲ့တက်ဆင်ပြီးတော့အတရားဓမ္မစစ်မှုခိုင်းတာတွေလုပ်နေရလို့မြန်မာနိုင်ငံရုပ်ဆိုင်ရာနိုင်ငံရေးကျင်းသားမဲ့ကွန်ရဲ့ PPNM ကမတ်လ၁၄ရက်နေ့မနေ့ကထုတ်ပြန်အသိပေးထားပါတယ်။အဲ့ဒီလိုကျင်းသားတွေကိုလည်းနဲ့ကန်ခိုင်းတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ PPNM အနေနဲ့အချိန်ကြာစွာရယူပြီးစုံစမ်းတည်ပြုနိုင်ခဲ့ရမှာရာဇဝတ်သားတွေကိုလည်းနဲ့တက်ဆင်ပေးပြီးကင်းဆောင်တာအပါအဝင်စစ်သားတွေနဲ့တူခုခံတိုက်ခိုက်ဖို့အမိန့်ပေးထားတယ်လို့လည်းသိရပါတယ်။ ကချင်ပြည်နယ်မွန်းချင်းကျေးတောင်မှာထောင်လုံးရွေးအတွက်ရာဇဝတ်ကျင်းသားတွေနဲ့ပေးကင်မီလူငယ်ရေးဆောင်ခိုင်းတာနဲ့အမော်တော်ကိုတလိုင်းတက်တွေလာရောက်တိုက်ခိုက်တဲ့အခါမှာခုခံကာကွယ်တဲ့နေရာမှာရာဇဝတ်ကျင်းသားတွေကိုလည်းနဲ့ပေးကင်ပြီးခုခံစစ်တေမှာအုံပြူတာတွေကိုအတိပြုထားနိုင်တယ်လို့လည်းဆိုထားပါဗျ။ဒါပြင်လော်ကော်တောင်တိုက်ခိုက်ခန်းစိန်မှာလည်းစစ်စည်းကမ်းရဲစည်းကမ်းတွေနဲ့ထောင်ကျနေတဲ့စစ်သားနဲ့ရဲသားတွေကိုလည်းနဲ့တက်ဆင်ပြီးပအဝင်တိုက်ခိုက်ပါကကြခံနေရတဲ့ပြည်တယ်တွေကိုဖျက်သိမ်းပြီးတော့ယာယီမူလရာလူပေးကပြန်လည်အုံပြူခဲ့တယ်လို့လည်းရေးသားထားပါဗျ။ ခုလိုအကျဉ်းသားတွေကိုတင်းအားမစစ်မှုထမ်းခိုင်းတာနဲ့ဖန်စီချင်းချထားတဲ့စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေကိုပြည်တယ်လွင်ငင်းမှုရဖို့စစ်တပ်မှာတာဝန်ထမ်းဆောင်စီတာဟာတရားမဝင်လို့ရဖြစ်တယ်လို့လည်းပြောဆိုထားပါတယ်စစ်ကောင်စီကတရားမဝင်လို့တွေပေါ်ပေါ်တင်တင်ကျူးလွန်နေပြီးတော့အင်အားဖြစ်တင်းလာတာကိုပြည်မြင့်တယ်နဲ့ဆန့်ကျင်ကွက်ကတယ်လို့လည်း PPN ကတော့ထုတ်ပြန်သိပေးထားပါတယ်ခင်ဗျာအမေရိကန်ပြည်သူအစိုးရ US Visa ပိတ်ပင်မှုစဉ်းစားနေတဲ့နိုင်ငံ50နိုင်ငံစင်းကိုအတိတ်ထုတ်ပြန်ကြေညာလိုက်မှာမြန်မာနိုင်ငံလည်းပါဝင်လာပါတယ် အဲ့ဒီ52နိုင်ငံစင်းကိုအုပ်စုတွေခွဲထားပြီးတော့ပထမအုပ်စုမှာအာဖဂန်နစ္စတန်၊အီရန်၊ဆီးရီးယား၊ကျူဘားနဲ့မြောက်ကိုရီးယားအပေါင်းဝင်10နိုင်ငံကိုဗီဇာလုံးဝရပ်ဆိုင်းတော့မှာဖြစ်ပါတယ်။ဒုတိယအုပ်စုမှာတော့အီရီထရီးယား၊ဟေတီ၊လာအိုမြန်မာနဲ့တောင်ဆူဒန်နိုင်ငံ၅နိုင်ငံပါဝင်ပြီးတော့ခီးသွားဗီဇာ၊ကျောင်းသားဗီဇာနဲ့လူဝင်မှုဆိုင်ရာဗီဇာတွေပါဝင်နေပြီးတချို့ကတော့ချွင်းချက်ထားခွင့်ပြုမယ်လို့လည်းပြောဆိုထားပါတယ်။တတိယအုပ်စုမှာတော့ဘီလာရုစ်၊ပါကစ္စတန်နဲ့တာကမန်နစ္စတန်ပါဝင်26နိုင်ငံပါဝင်ပြီးတော့ တို့ရဲ့အစိုးရတွေကလွယ်တာတွေကိုရက်60တွေမဖြစ်ရှင်းနိုင်ရင်ဒစိတရိုင်းရဲ့ဆန်းစပ်မှာပစ်တယ်လို့လည်းပြောဆိုထားပါတယ်။ဒီပိတ်ပင်မှုမှာပြောင်းလဲတွေရှိနေပြီးတော့အမေရိကန်နိုင်ငံကြီးဝန်ကြီးမာကိုရူဘီရိုနဲ့အုတ်ချေပိုင်းကဒီပြည်ချင်းမရှိသေးဘူးလို့လည်းသိရှိရပါတယ်ခင်ဗျာ။ဗီဇာရလုံတမိုင်းရဖွဲ့စည်း ILO ရဲ့ဖွဲ့စည်းပုံခြေခံဥပဒေပုံမှန်33ရအဂျမစစ်ကောင်စီကိုချက်ချင်းအေးအေးယူနေရတဲ့အာဏာရှင်ဆက်ကျင်တဲ့တပိအင်အားစုတွေကဒီကနေ့မနေ့မှာဖက်ကတ်မြို့မှာစာနာထုတ်ပေါ်ခဲ့ကြတယ်လို့သိရပါတယ် အကြံပေးစတဲ့အနေနဲ့အဲလိုစုစမ်းစစ်ဆေးကော်မရှင်ရဲ့တပ်တွင်းတက်တွေကိုလေးစားလိုက်နာအောင်ထွေဖော်မှုလုံးဝလုံးဝမရှိတဲ့အတွက်ဘလို့ရေးယူဆောင်ရမလဲဆိုတော့ကိုမက်စလာဆယ်ရီကနေ၂၁ရက်နေ့ကျင်းပပြုလုပ်နေတဲ့အဲလို governing body အဲလိုမှုဆောင်စည်းဝေးမှာဆွေးနွေးလျက်ရှိနေပါတယ်။အဲ့ဒီအစည်းအဝေးပွဲမှာကျမစစ်ကောင်စီကိုပြည်တွင်းတန်တန်တိတိယောက်ရေးယူနိုင်လေးတချင်းပြည်နယ်ဘာကလူလူကအလို့ရှိကြောင်းနဲ့ဒါကြောင့်အဲလိုရဲ့ဖို့မိနိုင်ငံနေအနေနဲ့ပြည်သူတွေရဲ့အတိုင်ကိုတရှိဖို့အတွက်အခုလိုဆန္ဒပြခြင်းဖြစ်တယ်လို့တပိတ်ဦးဆောင်သူတွေကတော့ပြောဆိုထားပါတယ်။အဲဒီဆန္ဒပြမှုကို ဆဲနဂျင်စန့်ဂျင်လူမှုကွန်ရက်ပါကတ်မြို့နယ်ရဲ့ဖွဲ့ဝင်တွေဖြစ်တဲ့ရေဦးတစ္ဆာအဖွဲ့ရေဦးရောင်နေတာမကန်အဖွဲ့နဲ့ဖကတ်မော်လဲတပိအင်အားစုစားတဲ့ပါကတ်မြို့နယ်ကရပ်ဘတ်တော်လိုင်းအင်အားစုတွေပူးပေါင်းပုံဝင်ခဲ့ကြတယ်လို့သိရှိရပါတယ်ခင်ဗျာယူရီမြန်မာရဲ့ညနေခင်းသတင်းအစီအစဉ်ဒီကိုနေ့စဉ်တနင်္လာနေ့ကနေစနေနေ့ထိမြန်မာဆန်လိုချင်ည9:00နာရီတိုင်းမှာတင်ဆက်ပေးနေမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုနားဆင်နေပါခင်ဗျာ